်အလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မြောင်မြို့နယ်ရဲကိုစစ်ကောင်စီကစစ်တောင်းထိုးပြီးခြေရွာတွေကိုမိရှုပ်ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းမှာစစ်ကောင်စီရဲ့စစ်တောင်းဟာစကိုင်းတိုင်းမြောင်မြို့နယ်ရဲကိုမလဇန်ပိုင်းကနေစတင်ပြီးစစ်တောင်းထိုးဝင်ရောက်ကပြည်သူတွေနေထိုင်တဲ့ခြေရွာတွေကိုမိရှုပ်ဖျက်ဆီးနေတယ်လို့ကိုနွေဦးမြောင်ကပြောပါတယ်စစ်ကောင်စီဟာ ာကောင်ကျေးရွာကနေစကြောင်းထိုးဝင်ရောက်လာသလိုမြောင်နယ်တွေကပန်းညိုရွာကိုရေလန်းကနေနောက်ထပ်အင်အားဖြည့်ဝင်ရောက်လာပြီးပန်းညိုကျေးရွာမှာရှိတဲ့စာတင်ကျောင်းကို အထက်ကထားမီရှိုကလူနေ90ကျော်လဲမိလောင်ပျက်စီးခဲ့ရတယ်လို့ပြောပါရယ်စကြောင်းကအင်အား200လောက်ရှိမယ်လူသေးဆုံးထိခိုက်တာတော့မရှိသေးပါဘူးလက်ရှိအခြေအနေထိတော့ဒေသခံတွေကပြေးနေရတော့မှလို့ကိုနွေဦးမြောင်ကစီဂျီပလက်ဖောင်းကိုပြောပါရယ် စစ်ကောင်စီစစ်ကြောင်းဟာပန်းညိုကြီးရွာကိုပြီးခဲ့တဲ့မလ12ရက်နေ့ညနေပိုင်းကစတင်ကမီးရှို့ခဲ့ပြီးလက်ရှိမှာမြေတော်ကြီးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးသွားတယ်လို့သိရပါဗျ။မြေတော်ကြီးရွာကိုလည်းစစ်ကောင်စီကဒီနေ့မနက်၈နာရီခန့်ကစတင်ကမီးရှို့နေပြီးစစ်ကြောင်းဟာမြေတော်ကြီးရွာမှာပဲရှိနေသေးတယ်လို့စုံစမ်းသိရှိရပါဗျ။စစ်ကောင်စီစစ်ကြောင်းဟာအခုမှလဇန်ပိုင်းကနေစတင်ကရေစကြိုမြို့နယ်ကတစ်ဆင့်မြောင်နယ်ထဲရောက်ရှိလာတာဖြစ်ပြီးစစ်ကြောင်းထိုးရလက်နက်ရှောက်ကြေးရွာတွေကိုမိရှုပ်နေတာပဲဖြစ်ပါတယ်။ ရေစကြိုမြို့နယ်တွေကမြေဆုံရွာကိုတုံးရက်ဆက်လိုက်မိရှုပြီးနောက်ဇရက်နီရွာတာကောင်ကျေးရွာတို့ကိုလည်းမိရှုခဲ့တဲ့အပြင်မြောင်နယ်ထဲရောက်ရှိလာကမြောင်ကပန်းညိုရွာနဲ့လက်ရှိမြေတော်ရွာကိုမိရှုနေတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့စစ်တောင်းကြောင့်ရေစကြိုမြို့နယ်ကမြေဆုံစင်ကြီးရွာမလကာကျန်းရွှေလန်းဇရက်နီတာကောင်ကြီးတာကောင်လေးရွာရဲကျေးရွာနဲ့ဖြုံမှုကျေးပါမြောင်မြို့နယ်ကနန်းနှင်းကိုင်းစုလေးကုန်းမြစ်သာစင်လောင် ဒုက္ခတီပါမြစ်စုံငရံအိုမင်းလာပန်းညိုညောင်ကားရမြေတော်ကျေးပါတို့ကဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့စုံစမ်းသိရှိရပါတယ်။လက်ရှိမှာတော့ရေလဲကျွန်းကျေးပါဘက်က9ရွာလောက်လဲထွက်ပြေးတိမ်းရှောင်နေကြရသလိုမြေတော်ကျေးရွာမှာတော့စစ်ကောင်စီမိရှုထားလို့မိလောင်နေစေဖြစ်တယ်လို့သိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ။